2025အတွက်ဘာမာဖန်ကရဲ့ဒွေးထွက်အောင်မန်တဲ့ဟော်ကိန်းများမင်္ဂလာပါခင်ဗျဘာမာဆန်များကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကဘာကြီးမှာကျွန်တော်တို့တေချာမရှင်းပြနိုင်တဲ့ကိစ္စတွေဆိုတာရှင်းနေပြီတာပါအဲအခုကျွန်တော်ပြောမယ့်ကိစ္စလေးကလည်းဒီလိုတွေကတခုပေါ့လူချင်းမင်းတို့ဘာမာဖန်ကကိုကြားဖို့ကြားရမှာဟုတ်လားဗျဘာမာဖန်ကဆိုတာကတော့ဘူဂေရီးယားကမျက်မမြင်ရှေ့ပြော်ဆီယာမတူပါမြန်မာပြည်သက်တွေနဲ့လည်းတည်ဆိုင်လာရတော့မဟုတ်ဘူးခင်ဗျတမန်ရထူဆန်းတဲ့အနာကတ်တည်မြဲနိုင်စွမ်းတွေကြောင့်ကမ္ဘာတဝန်းကိုစိတ်ဝင်စားဖွယ်ဖြစ်စေခဲ့သူဆိုရင်လည်းမမပါဘူး တချို့ကသူမကို profile ပြုသူဖြစ်ယုံကြည်ကြပြီးတချို့ကတော့ကန်တီလို့ချက်ကန်းဆန်ဝတ်တူဟောတာပဲဆိုပြီးမယုံကြည်ကြပါဘူး။သူမရဲ့ဇာတိကိုဒူးဖော်ကြည့်တဲ့အခါတရောင်ကတစ်ဆက်တစ်ခုနဲ့အော်တိုဘာလာ၃ရက်နေမှာအော်တိုမန်အင်ပါယာက Stramiker မြို့မှာမွေးဖွားခဲ့ပြီးယခုသူမဇာတိကတော့မြောက်မဆီဒိုနီးယားနိုင်ငံတဲမှာပါ။သူမရဲ့ငယ်ဘဝကတော့အတော်လေးခက်ခဲခဲ့ပါတယ်။သူမကလာမဆီပဲမွေးဖွားလာတဲ့ကလေးတူဖြစ်ပြီးရရွာရဲ့ထုံတန်းအစင်လာရီရောက် သူမသေမလားရှင်မလားအသက်ရှင်မှုအာမခံချက်မရှိသေးတာကြောင့်သူမကိုချက်ချင်းနာမည်မပေးခဲ့ပါဘူး။နောက်ဆုံးကြတော့မဟာဘေးမနေနိုင်တဲ့သစိန်တယောက်ကအန်ဒရိုမာဟာလို့နာမည်ပေးဖို့အကြံပေးပေမယ့်နာမည်ကသူခံယူဖို့အတွက်ကြီးကျယ်လွန်းနေဆိုပြီးဗန်ကယ်လီယာလို့ပြောင်းပေးလိုက်ကြပါရီ။ဒီနာမည်ကဂရီဘာသာကနေလာပြီးတရင်ကောင်းတဲဆောင်သူလို့အတိတ်ပဲရတယ်ခင်ဗျ။တကယ်လို့ထူးခြားတဲ့ပြည့်စင်တွေကသူမအသက်ငယ်စဉ်ကလေးကစတင်ဖြစ်ပျက်ခဲ့တာပါ။ သူမအသက်72နှစ်အရွယ်မှာလေပင်မုန်တိုင်းကြီးတစ်ခုကသူမကိုမြောက်ပင့်ပြီးလေခွင်းထဲမှာထားပေးခဲ့တယ်လို့ဆိုကြတယ်ခင်ဗျ။သူမမိဘတွေကလည်းဘာဘာပြောင်းလို့လိုက်ရှာရင်းနဲ့ရက်အတန်ကြာတော့မှပဲဖုန်းတွေတဲတွေပေးပွားရင်းနဲ့မျက်လုံးတစ်ခုလုံးအလိတန်ကြောင့်ပျက်စီးတဲ့အခြေအနေနဲ့သူမကိုပြန်လည်ရှာတွေ့ခဲ့ကြပါရည်။အဲ့ဒီဖြစ်ရပြီးနောက်ပိုင်းမှာတော့မျက်စိအလင်းရောင်လုံးဝဆုံးရှုံးသွားခဲ့ပါရည်။မိသားစုငွေချေးခက်ခဲမှုတွေကြောင့်လည်းကုသမှုကောင်းကောင်းမရခဲ့ပါဘူး။အရေးဖြစ်ပြတွေကနေစာပြီးဒီမှာလူသားတွေမသိနိုင်တဲ့အရာတွေကိုကြိုတင်သိရှိနိုင်တဲ့စွမ်းရည်တွေပေါ်လာတယ်လို့ဆိုပါတယ် မျက်စိမမြင်တဲ့အချိန်မှာသူမဟာအနာဂတ်ကိုမြင်တွေ့ရပြီးလူသားတွေမကြားနိုင်တဲ့အကြံတွေကိုကြားရတယ်လို့ပြောပါရည်။အစပိုင်းမှာတော့သူမရဲ့စွမ်းရည်ကိုရရမှသူတချို့ပဲတီးခဲ့ကြပေမယ့်နောက်ပိုင်းမှာတော့ Bulgaria နဲ့တခြားနိုင်ငံကလူတွေတောင်မှသူမစီကအကြံဉာဏ်တွေတောင်းခံလာကြပါရည်။ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာတော့ဘန်ဂါရဲ့ကုန်သတင်းဟာဘူဂေးရီးယားဘရင်ဆာဘိုရီ3အပါအဝင်အစိုးရရရှိကြီးတွေကတော့မှဒုမဆီလာရောက်တိုင်းမိကြတဲ့အထိကြော်ကြားလာခဲ့ပါတယ်။ သူကိုယုံကြည်သူတွေကဘင်္ဂဟာဝိညာဉ်တွေနဲ့ဆက်သွယ်နိုင်ပြီးကဘာမကကဆူဖြစ်ရဲ့ကြီးတွေကိုချုပ်တင်ခံမှန်းနိုင်တယ်။ယောဂါတွေကိုတောင်အန်ဩစရာကောင်းလောက်တဲ့အတိအကျဖြည့်ရှင်းကုသပေးနိုင်တယ်လို့ယုံကြည်ခဲ့ကြပါတယ်။ဆိုဗီယက်နဲ့ဘူဂေရီးယားသိပ္ပံပညာရှင်တွေကဒူမားရဲ့စွမ်းရည်တွေကိုလေ့လာစစ်ဆေးမှုတွေပြုလုပ်ခဲ့ကြပြီးဘင်္ဂဟာလူတွေရဲ့ဘဝဖြစ်ရဲ့တွေကနေအစကဘာနဲ့ချီတဲ့ဖြစ်ရဲ့တွေအထိအတိအကျဟောကိန်းထုတ်နိုင်ခဲ့တယ်ဆိုတဲ့သက်သေတွေကိုလက်ခံမှတ်တမ်းတင်ခဲ့ကြရပါတယ်။ ။အိဗန်နီတာအထူးခြားဖြည့်ရှင်းချက်တွေမရှိပေမဲ့သူမရဲ့စွမ်းဟင်နဲ့ပတ်သက်ပြီးတန်ရာရှိသူတွေကတော့မှသူမရဲ့တချို့ဟော်ကိန်းတွေဟာစိတ်ထောက်ချားစရာကောင်းလာအောင်မှန်ကန်နေတာကိုဝန်ခံခဲ့ကြရတဲ့အထီးပါပဲ။သူမနဲ့ပတ်သက်ပြီးအကျော်ကြားဆုံးဖြစ်ရတဲ့ခုကတော့ကားစီငုံတင်မောကြီးရဲ့အဖြစ်ပြပါ။ဒရန်980ပြည့်နှစ်လောက်ကလေးကဘန်ကာကကားစာရေအောင်မြုပ်နေသွားမယ်။ကဘာကြီးတစ်ခုလုံးကငိုကြွေးရလိမ့်မယ်လို့လူတွေကသတိပေးခဲ့ပါရယ်။အဲဒီချိန်တုန်းကလူအများစုကဘန်ကာပြောတဲ့ကားစကရုရှားနိုင်ငံကကားစမျိုးကိုရည်ညွှန်းတယ်လို့ထင်ခဲ့ကြပြီး ဒီဟိုကိန်းကတော့မဖြစ်နိုင်ဘူးလို့ညင်းပယ်ခဲ့ကြပါရီ။နောက်နှစ်20ရဲ့ကြာမှာတော့အမှန်တကယ်ဖြစ်ပျက်လာရတယ်ခင်ဗျာ။နောက်ထောင်ပြည့်တဲ့အောက်တိုဘာလမှာရုရှားရဲ့နျူကလ িয়ার စွမ်းအင်တုပ်ရင်ကုန်တင်မောကားစာဗိုင်းရပ်စ်စီမားစီးရဲလေးခြင်းမှုတစ်ခုတွင်ကြီးမားရဲ့ပေါက်ကွဲမှုတွေကြောင့်ပြက်စီခဲ့ရပါရီ။ပေါက်ကွဲမှုတန်းကြောင့်လူအများအပြားသေဆုံးခဲ့ပြီးရရှိတဲ့သူတွေဟာရင်ကုန်တင်မောအပြတ်ထဲမှာဖိတ်မိနေခဲ့ကြရပါရီ။ကယ်ဆယ်ရေးကြိုးစားမှုတွေမအောင်မြင်ခဲ့ပေနဲ့တင်မောသား138ဦးစလုံးအသက်ဆုံးရှုံးသွားခဲ့ရပါရီ။ ဘန်ဂိုင်းဟော်ကင်းကမြို့နယ်မဲကိုမဟုတ်ဘဲနဲ့ရင်ကုန်တင်မောင်းနယ်မဲကိုအထူးကြကြီးရင်းညှောထားနိုင်ခဲ့တာကြောင့်ပဲဒီအားကပဲလူအများကိုထိတ်လန့်သွားစေခဲ့ပါတယ်။ဒီဖြစ်ရဟာဘန်ဂိုင်းရဲ့အမတ်တရားဖြစ်လာခဲ့ပြီးသူမရဲ့တခြားဟော်ကင်းတွေထဲမှာလည်း9/11တိုက်ခိုက်မှုဂျပန်ငလျင်နဲ့သမုဒ္ဒရာရေလိုင်းကြီးတွေနဲ့ပတ်သက်တဲ့အဖြစ်အပျက်တွေကိုဂျိုဒီဟော့ကင်းထုတ်နိုင်ခဲ့တယ်လို့ဆိုကြပါရယ်။ဒါပေမဲ့သူမရဲ့ဟော့ကင်းတိုင်းကိုအထူးကြမှန်ကန်တယ်လို့တော့အားလုံးကလက်မခံကြသေးပါဘူး။တချို့သောပညာရှင်တွေက ဘန်ကာဟောဝေဝါပြီးရေပွေရချတဲ့ဟောကိန်းတွေကိုပဲဟောလေးရှိပြီးဒါကိုပဲလူတွေကတဆင်စကားတဆင်နားနဲ့ခြေကားပြောဆိုရင်အခုလိုပြည့်ရတွေဖြစ်ပြလိုက်ချိန်နဲ့တို့တော့တပြေးပြေးစကားကိုကားတဲ့ကောင်းအောင်လှုပ်ကြံပြောဆိုလာကြတာကြောင့်လို့ဝေဖန်ကြပါရစ်ဒါပေမဲ့ကတ်စပီယဲလိုအတီလင်းသွေးထွက်အောင်ကန့်ညီနေတဲ့အချိန်တွေမှာတော့သူမရဲ့စွမ်းရည်ကိုလိုအပ်စမ်းချင်မှုတစ်ခုအဖြစ်တမိုင်းမှာကျင်းရစေခဲ့ပါရစ်ဘန်ကာရဲ့နောက်ထပ်ထင်ရှားတဲ့ဟောကိန်းတစ်ခုကတော့၂၀၁၉ခုနှစ်စက်တင်ဘာ၁၇ရက်နေ့ကအမေရိကန်မှာဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုကြီးပါပဲသူမဟာ တမရိငါကြီးတွေအမေရိကကိုထိုးစစ်ဆင်လိုက်မယ်လို့ဂျော်ဒင်ဟော့ကင်းထုတ်ခဲ့ပါတယ်။သူမရဲ့စကားကနားလည်ရခက်ခဲတာမလို့ဘာကိုဆိုလိုမယ်လူတွေကမသိခဲ့ပါဘူး။နောက်ဆုံးဒီစကားကို9/11မှာ Layer C 20နဲ့ World Trade Center ဆောင်းဦးတွေကိုဝင်တိုက်ခဲ့တဲ့ PN နဲ့ဆက်ဆက်ကြီးကြအရင်မှာဗန်ကဆိုလိုတဲ့အထိပ္ပယ်ကိုဖော်ထုတ်နိုင်ခဲ့ကြပါတယ်။ဒီတိုက်ခတ်မှုဟာကမ္ဘာလုံးညုံရေးမူအရာတွေကိုအကြီးအကျယ်ပြောင်းလဲစေခဲ့ပြီး21ရာစုရဲ့စေအေးစစ်ပွဲတွေကိုအစပြုပေးခဲ့ပါတယ်။တ ང་ ရဲ့စွမ်းအင်ကိုတန်ရရှိသူတွေကဒီဟော့ကင်းကိုအတီးပြဖို့ဝေဝါးကခဲလုံးနေလို့ညင်ကြပေမယ့် ဖြစ်ရတဲ့ဟော်ကင်းရဲ့တိုက်ဆိုင်မှုကလည်းနောက်ထပ်တစ်ကြိမ်လူတွေကိုထိတ်လန့်သွားစေခဲ့ပါတယ်။ဒါပြင်အိန္ဒိယဝန်ကြီးချုပ်အင်ဒရီယာကန်နီလောက်ကြံခံရမှုကိုလည်းဗန်ဂါဂျိုတီဟော်ခဲ့တယ်လို့ဆိုပါတယ်။ဒီမှာကရွှေဝါရောင်နဲ့လေမောင်ရောင်ဝစ်စားစီရင်ထားတဲ့အမျိုးသမီးတူကန်ဆူမုံမောင်ချားရောက်မဲလို့ဟော်ခဲ့တာပါ။1984ခုနှစ်အော်တိုဘာလ31ရက်နေ့မှာအင်ဒရီယာကန်နီအားရွှေဝါရောင်တက်တန်းတဲဝစ်စင်ထားစင်ပါပဲ။သူမရဲ့စစ်အဆောင်တွေလက်နဲ့တပ်ဖြတ်ချင်းကိုခံခဲ့ရပါတယ်။အကြောင်းရင်းကတော့စစ်ကိုရန်တော်တွေဟာဂိုရန်ထံမဲ့စစ်စင်ရင်နဲ့ပတ်သက်ပြီး သူမရဲ့လောက်ကင်ပုံတွေကိုမကျေနပ်တာအကြောင်းလက်စားချခဲ့ကြတာပါ။သူမတည်ဆောင်းခဲ့ခြင်းကဝက်စားစီရင်မှုနဲ့သူမရဲ့တည်ဆောင်းနေတော့ဟာဘန်ကာခေါ်ခဲ့တာနဲ့ကန့်ညင်နေတာအကြောင်းပဲလူအများကဒါဟာသူမရဲ့စွမ်းရည်ကိုတတ်တည်ပြနေတဲ့အကောင်းဆုံးဖြစ်ရလို့ယုံကြည်လာကြပါတယ်။၎င်းလေးကိုလည်းအိန္ဒိယသမုဒ္ဒရာဆူနာမီကပ်ဘေးကိုလည်းဘင်္ဂါကဂျိုဒင်ဟော့ကင်းထုတ်ခဲ့ပါသေးတယ်။သူမရဲ့နောက်လိုက်တွေပြောပြချက်အရဘင်္ဂါကဒီနေ့မှကြီးမားတဲ့လိုင်းကြီးတွေကကန်ယိုရန်ဒေသတွေကိုဝါမျိုးလိမ့်မယ်။ပြည်စည်းမှုတွေအများပြားဖြစ်လိမ့်မယ်လို့သတိပေးခဲ့တာပါတဲ့ 2004ဒီဇင်ဘာ26ရက်ရမှာတော့ငလျင်ကြီးနဲ့တူဆူနာမီလိုင်းလုံးကြီးတွေဖြစ်ပေါ်လာပြီးနိုင်ငံပေါင်း14နိုင်ငံကလူပေါင်း2သိန်းကျော်တည်ဆုံးခဲ့ရပါတယ်။ဒီဖြစ်ရာဗန်ဂါရဲ့ကပ်ဘီဟော့ကိန်းနဲ့ထပ်တူကျနေတာကြောင့်ပဲသူ့ကိုယုံကြည်သူတွေပိုပြီးဒေါ်လာစီခဲ့ပါတယ်။ဒီဟော့ကိန်းတွေအားလုံးကိုကြည့်ရင်တော့ဗန်ဂါသမိုင်းထွေမဲ့ဖြစ်ရက်တွေကိုကြိုတင်မဲ့မြင်နိုင်ခဲ့သလား။ဒါမှမဟုတ်ဖြစ်ပြီးမှပဲလူတွေကပဲတမင်ချေကအတိတ်ပဲကောက်ယူကြရလားဆိုတော့စဉ်းစားစရာဖြစ်စေပါတယ်။ဒါပေမဲ့ကတ်ဖီယာ911အင်ဒရီယာကန်ဒီလုံးချန်ခံရမှု ဆူနာမီကပေးလို့လူတီးကြတဲ့အချိန်နဲ့ဖြစ်ရတွေကတော့ဒီမရဲ့ကံတွေတွင်တဲ့ဒဏ္ဍာရီဆန်ဆန်ဇလန်းကိုပို့ပြီးထင်ရှားစေကြတာကတော့မြင်လို့မရနိုင်ပါဘူး။ဘာဘာဖန်ကားရဲ့ဟော်ကိန်းတွေဟာစောနာကတမိုင်းပြည့်ရတွေထက်ပိုကျယ်ပြန့်ပါသေးတယ်။တကယ်တော့ဒီမဟာလူသားတွေရဲ့အနာဂတ်ကိုပါဟော်ကိန်းထုတ်ခဲ့သူပါ။2025ခုနှစ်မှာအိုယော်ပါဖို့စစ်ပွဲကြီးတွေစတင်လိမ့်မယ်ဆိုတဲ့အကြောင်းဒီစစ်ပွဲကလူသားရင်ကျင်းမှုရဲ့အဦးတည်ချက်ကိုပြောင်းလဲသွားစေလိမ့်မယ်ဆိုတဲ့အကြောင်းစသဖြင့်ဒီမဟာဂျူတင်နမိတ်ဖတ်ခဲ့တာပါ။အခုချိန်မှာရုရှားနဲ့ယူကရိန်းစစ်ပွဲ နေတိုးနိုင်ငံတွေရဲ့စီရီတိုချင်မှုဥရောပရဲ့အကြက်တဲတွေနဲ့တူနိုင်ငံရေးပြည်ပခါတွေကဒီဟော့ကင်းကိုပို့ပြီးစိုးရိမ်စရာဖြစ်လာစေပါတယ်။စီရီပညာရှင်တချို့က2025ကမ္ဘာအင်အားကြီးနိုင်ငံတွေကြားဘရာဇီဝါအစားထိုးစစ်ပွဲတွေပုံမပြင်းထန်လာနိုင်တဲ့အခြေအနေလို့လည်းသတိပေးထားကြပါတယ်။ဒါ့အပြင်2025မှာနည်းပညာတကိုးတွေကြီးထွားလာပြီးလူသားတွေဟာစိတ်တကိုးသုံးရင်တယ်လီပသီနီနဲ့ဆက်သွယ်နိုင်လာမယ်လို့လည်းတန်ခါကပေါ်ပြခဲ့ပါတယ်။အရင်ကဆိုရင်တော့ဒါကမဖြစ်နိုင်ဘူးလို့ထင်ကြရမှာပဲ။ အခုခေတ်မှာ Elon Musk ရဲ့ Neural Link လို့ online နဲ့ certificate ချိန်ဆက်တဲ့နည်းပညာ Brain Machine Interface မတားရဲ့ AI မျက်မှန် project လက်စရာဂျပန်သိပ္ပံပညာရှင်တွေရဲ့အတွေးကိုစားသားပြည့်ပြောင်းလဲနိုင်တဲ့ AI စနစ်တွေပေါ်ထွက်လို့လာနေပါပြီ2023ခုနှစ်မှာ University of California ကသူတည်တွေက online တွေကိုအတန်အပြည့်ပြန်လည်ထုတ်လုပ်နိုင်တဲ့နည်းပညာကိုစမ်းသပ်အောင်မြင်ခဲ့ပါတယ်ဒါကြောင့် Vanguard Delivery ဟောခဲ့ရာ Sci-Fi မဟုတ်တော့ဘဲတိုက်ပံတဲ့အဝေးကြီးမှလည်းဆက်လက်မရှိနေတော့ပါဘူး။ ။မမန်ဗာဗာရဲ့စီးပွားရေးဟောကိန်းတွေကလည်းစိတ်မသက်သာစရာပါပဲ။သူမကြိုတင်ပြောခဲ့တာကအမေရိကန်ဒေါ်လာဟာကမ္ဘာငွေကြေးအဖြစ်ကနေကြာဆင်းလာပြီးငွေကြေးအကျပ်တဲတွေဖြစ်ပေါ်မယ်။ဒီလိုနဲ့ကမ္ဘာစီးပွားရေးကိုပြန်လည်ပုံသွင်းလိမ့်မယ်ဆိုတာပါပဲ။2023ခုနှစ်မှာ BRICS နိုင်ငံတွေ Brazil, Russia, India, တရုတ်၊ South Africa ကဒေါ်လာအစားသူပြည့်ရဲ့ data ring ငွေကြေးတွေနဲ့ကုန်သွယ်မှုသဘောတူညီချက်တွေလှုပ်ဆောင်နေတာ။ကမ္ဘာပံရဲ့ခန့်မှန်းချက်အရ2024မှာကမ္ဘာစီးပွားရေးနေကွေးလာနိုင်တာတွေကဗန်ကားရေးဟိုကိန်းနဲ့ကိုက်ညီနေပါတယ်။ ဒါပြင်တခွဲကမ်းမှာလူအင်္ကာတွေထုတ်လုပ်လာနိုင်မယ်။မကူတာနိုင်ဘူးလို့ယူဆထားတဲ့ယောဂတွေအတွက်ကုသမှုဒီလန်တွေပေါ်ထွန်းလာမယ်လို့လည်းဘန်ကာကဟောခဲ့ပါရီ။အခုခေတ်မှာဆဲပြန်လဲမုံမှန်ကြီး regenerative medicine နဲ့ဗီဇပညာရေးမှာထိုးထွက်လာမှုတွေကြောင်းဥပမာ2022ခုနှစ်မှာအမေရိကန်သံပြပညာရှင်တွေကဝက်ရည်အသေးကိုလူသားဆဲတွေနဲ့ဖောင်းဆက်ပြီးလူခန္ဓာကိုယ်ကလက်ခံနိုင်အောင်လုပ်ပေးလိုက်နိုင်တဲ့အောင်မြင်မှု CIASPR ဂျန်အက်ဒီတင်ပညာသုံးပြီးသွေးကင်စာကိုကုသနိုင်တဲ့အချက်တွေကဗန်ကားရဲ့ဟောကိန်းကိုအတိုင်းအတာတစ်ခုထိအထောက်အကူပြုနေပါတယ်။ အထူးသဖြင့်ဟိုကင်တခုကတော့2025မှာလူသားတွေကကမ္ဘာပြင်ပဂျိုသားတွေနဲ့ဆက်သွယ်လာနိုင်မယ်ဆိုတဲ့အချက်ပါ။ဗန်ကပြောခဲ့တာကစကြဝဠာရဲ့လိုအပ်ချက်တွေဒီထက်ပိုပွင့်လင်းလာပြီးလူသားတွေဟာအရင်ကလိုတယောက်တည်းမဟုတ်တော့ဘူးဆိုတဲ့အချက်ကိုသေချာကြီးရည်ညွှန်းခဲ့တာပါ။ NASA ရဲ့ James Webb Space Telescope ကကမ္ဘာနဲ့ဆက်တူတဲ့ exoplanet တွေကို2023မှာရှာဖွေတွေ့ရှိခဲ့ပြီးဩစတြေးလျသက်ပင်ပညာရှင်တွေကကမ္ဘာမြေပြင်မှာအသက်ရှင်နေနိုင်တဲ့သက်ရှိတွေရဲ့အမှတ်အသားဘိုင်ယိုစက်ကရီချာကိုစူးစမ်းနေတာတွေကဒီဟော့ကင်းကိုအားပြေးနေပါတယ်။ ဒါပြင်2023ခုနှစ်မှာ American Congress က UFO တွေနဲ့ပတ်သက်တဲ့အထောက်အထားတွေကို public ထုတ်ပြပြီးအစိုးရကသာတစောင်းဖြစ်တင်သွင်းခဲ့တာကလည်းကျွန်တော်တို့ကမ္ဘာနဲ့ဂျိုသားရီရဲ့ဆက်စပ်မှုကိုပိုပြီးစိတ်ဝင်စားလာစေခဲ့ပါတယ်။ဗမာဗန်ကချန်ရထားပြီးခဲ့တဲ့ Hawkeye နမိတ်တွေကြောင့်ကျွန်တော်တို့နောက်မျိုးဆက်ရဲ့ယုံကြည်မှုနဲ့တန်ရရီဟာစိတ်ဝင်စားဖို့အငင်းပွားမှုတွေကိုဇဲစုနှစ်နှစ်ခုထက်မကဆက်လက်ဖြစ်ပေါ်စေနေပါတယ်။သူကယုံကြည်သူတွေကဒီမှာဟာလူသားတွေမတိနာမလည်နိုင်တဲ့အတိညာဆွမ်းအမျိုးကိုပိုင်းဆိုင်ထားတယ်လို့ခိုင်ခိုင်မာမာယုံကြည်ကြတယ်လို့ ဝေဖန်သူတွေကလည်းသူမရဲ့ဟော်ကိန်းအများစုဟာချဲကားလာရာကနေမတူတူအတင်းကြီးနေရင်းကဖြစ်လာတာလို့ဇောကြပြန်ပါတယ်။ဒါပေမဲ့နေ့စဉ်တစ်တိုင်းကဘာပေါ်မှာအထင်ကရဖြစ်ရကြီးတခုဖြစ်တာနဲ့သူမရဲ့စကလုံးတွေဟာပြန်လည်တက်ဝင်လာကြပြီးလူတွေကိုဒုလောဒုလောဖြစ်စေတာတော့အမှန်ပါပဲ။ဒီအချိန်တွေကပဲကျွန်တော်တို့ကိုအနာဂတ်ကိုကြိုတင်သိရှိနိုင်မှုရဲ့အကန့်အသတ်ပေါ်မေးခွန်းထုတ်စီခဲ့ပါတယ်။သိပ္ပံနဲ့ဝိညာဉ်ရေးရာကြားဆက်ကြ2023ခုနှစ်မှာဂျာမနီနိုင်ငံကသူတေတီတွေကဗန်ဂိုင်းဟော်ကိန်းတွေကိုစနစ်တကျလေ့လာခဲ့ပြီး သူမရဲ့အတီးပြုခံရတဲ့ဖြစ်ရပ်တွေကိုအမတ်တမဲ့ထိတ်တိုက်တုံးမှုအပရိုဖရနီးယားနဲ့ရှင်းပြခဲ့ပါတယ်။ရုရှားနဲ့ဘူဂေရီးယားမှာတော့သူမကိုဂုံပြူတဲ့ပြားတိုက်တွေရုပ်တုတွေကို2010ပြည်တိကြဲကတင်ဆောက်ခဲ့ပြီးနေ့စဉ်လာရောက်လည်ပတ်သူပေါင်းတန်းချီရှိလိုနေပါတယ်။ဗရိတ်သက်တွေရဲ့ယုံကြည်မှုနဲ့ဝေဖန်မှု2024ခုနှစ်စစ်တမ်းတခုအရတော့ဘူဂေရီးယားနိုင်ငံသား40ရာခိုင်နှုန်းကဗန်ဂါးရဲ့စွမ်းရည်ကိုအမတ်တကယ်ရှိတယ်လို့ယုံကြည်နေစေဖြစ်ပြီး30ရာခိုင်နှုန်းကတန်လျာရှိကဂျန်30ရာခိုင်နှုန်းကတော့မှတ်ချက်မပြုဘဲထားကြပါရည်။ သူမရဲ့ဟောကိန်းတွေကိုစာအုပ်ပေါင်း၁၀၀ကျော်နဲ့ရုပ်ရှင်ဇာတ်လမ်းတွင်၂၀ကျော်မှကိုကဖော်ပြခဲ့ပြီး၂၀23ခုနှစ်ကရုရှားရဲ့ဗန်ဂရီးယားဇာတ်လမ်းတွဲဟာကြီးစုသူတန်းချီရှိခဲ့ပါတယ်။နေကောင်းချုပ်အနေနဲ့ကတော့ဗန်ဂါဟာ Prophet View တူလားဒါမှမဟုတ်လူတဘာဝနဲ့အချိန်ကိုကောင်းကောင်းဖတ်နိုင်တူလားဆိုတာကိုတော့တမိုင်းကသာဖြေပေးနိုင်မှာပါ။ဒါပေမဲ့သူမရဲ့ဇာတ်လမ်းဟာလူသားတွေရဲ့မသိနိုင်တဲ့အနာဂတ်ကိုစူးစမ်းလို့စိတ်ကြောက်ရွံ့မှုနဲ့မျောလင်းချက်တွေကိုရောင်ပြန်ဟပ်နေသေးပါပဲ။သူမဟောခဲ့တဲ့၂၀25ခုနှစ်ဟာ ကျော်ရရမယ့်စင်ကုန်မှုတွေဒီပညာရင်းနဲ့စကြဝဠာရဲ့အပြေရှာမရတဲ့ဗဟိတိတွေကိုတည်ဆောင်လာအောင်ပါပါ။ဒါကိုကြိုတင်သိကျင်တဲ့စိတ်မယုံကြည်နိုင်တဲ့စိတ်တွေနဲ့အတူဗန်ဂိုင်းအမတ်တရားတွေဟာလူသားတွေရဲ့စိတ်ကူးစိတ်တမ်းတွေမှာတော့အနည်းရှင်သန်နေမှာပါဗျာ။ကဲဒီနေ့တော့ဒီလောက်ပါပဲ။နောက်ရမှပြန်တွေ့ကြတာပေါ့ခင်ဗျာ။အစိုးရကြီးမိခင်တဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရယ်ခင်ဗျာ။